င်္ဂလာပါရှင်ကျွန်မကသစင်ပါဒီနေ့နိုဝင်ဘာလ14ရက်နေ့အတွက် People's Spin ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒေါ်လာရေးတက်ဖွဲ့တွေသိမ်းပိုက်တဲ့မြို့တစ်မြို့ထတ်တိုးလာတဲ့အကြောင်းအမြန်လန်းကအစစ်ကောင်စီစကန်ကို PLA စီးနေတဲ့တဲ့တင်ဘာသာရေးအဆောက်အအုံရာချီစစ်တပ်ဖျက်ဆီးခဲ့ကြောင်း Vatican သတင်းဌာနဖော်ပြတဲ့အကြောင်းနဲ့ရေတောင်ရှိမှမြေမြုပ်မိုင်းကြောင့်အမျိုးသားတယောက်ခြေထောက်နှစ်ဖက်ဆုံးရှုံးသွားတဲ့တဲ့တင်ဒီသတင်းတွေကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင် မြန်မာထိုင်းနယ်စပ်မြို့ဖြစ်တဲ့တနင်္လာရီတန်းကအမောတောင်မြို့ကို KNU KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကနိုဝင်ဘာလ14ရက်ဒီနေ့မနက်မှာအပိသက်သိမ်းပိုက်နေကြတာကြောင့်ဒေါ်လာရေးတက်ဖွဲ့တွေသိမ်းပိုက်တဲ့မြို့တစ်မြို့ထပ်တိုးလာပါတယ်။စစ်ကောင်စီရဲ့ချီလျင်တက်ရင်ခလာရ224အခြေစိုက်တဲ့မောတောင်မြို့ကအနေဆက်ဗျူဟာစကန်ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တက်မဟာလီဦးဆောင်တဲ့ပူးပေါင်းတပ်တွေကနိုဝင်ဘာလ12ရက်မနက်ပိုင်းမှာစတင်ထုတ်စစ်ဆင်တက်ခိုက်ခဲ့တာပါ။ ဒီနေ့မှာတော့အစ်စ်တက်ရဲ့ဗျူဟာကိုတော်လရဲတက်တွေကအပီးသက်သိမ်းပရရှိခဲ့တာဖြစ်ပါတယ်။မော်တော်စကန်တဲ့တိုက်ပွဲမှာ120မမလက်နက်ကြီးနှစ်လက်အပေါင်းဝင်လက်နက်ခရံတွေသိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီနေ့မနက်ပိုင်းမှာမော်တော်ဗျူဟာစကန်ကအစ်စ်ကောင်စီတပ်ဖွဲ့ဝင်90လောက်ဟာစကန်ဆွန့်ခွာပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။မော်တော်မြို့မှာအဲ့ဒီဗျူဟာတစ်ခုတည်းတောင်ရှိတာကြောင့်မြို့ကိုတော်လရဲတက်တွေကရရှိခဲ့ပြီဖြစ်တယ်လို့စစ်ရေးတရိုင်းမြတ်တူကဆိုတာပါ။ စစ်တပ်ကမြောက်ရီတင်ငန်းညီနောင်နဲ့အာရှအဝေးပြေးလမ်းမကိုတံပြတုဆက်ဆင်ပြီးဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်သိမ်းနိုင်ချိန်မှာ KNU KNL ကလည်းတနင်္လာရီတိုင်းမှာထုဆက်ဆင်ပြီးနေဆက်မျိုးကိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူဘရိုစောတော်နီကလည်းခက်ခဲကြမ်းတဲ့လမ်းခရီးတွေနဲ့ကြုံနေရပေမဲ့လို့တလန်းချင်းဆက်ပြီးအာနာရှင်စနစ်အကြောင်းစိုးရဲအတွက်ဒီဇိုင်းမမတ်ဆက်လက်လှုံ့ဆော်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်လို့မောတော်မျိုးသိမ်းပိုက်နိုင်ခဲ့တဲ့အပေါ်မှာမှတ်ချက်ပြုပါတယ်။ အရေးစစ်ကန်အတိုက်ခံရပြီးအထိနာချိန်မှာစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲခဲ့တာပါတိုက်ပွဲဖြစ်သွားတာစစ်တပ်ကဘုံကျဲတာကြောင့်မော်တော်မျိုးကန်တွေဟာထိုင်းမြန်မာနယ်စပ်မော်တော်စင်ခုံးနယ်စပ်မြင်းအနီးကိုတွားရောက်တိမ်းရှောင်နေကြရပြီးထိုင်းအာဏာပိုင်တွေက အစားအသောက်တချို့ပေးဝေခဲ့ကြပါတယ်မော်တော်မျိုးဟာထိုင်းမြန်မာနယ်စပ်ထိုင်းနိုင်ငံ Project Christian ခရိုင်ကစင်ခုံးမြို့နယ်အထိဆက်နေတဲ့ဂုံသွေးရေးမြို့လည်းဖြစ်ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးတလကျော်သာလိုတော့တဲ့အချိန်မှာ နေဆက်ကအရေးပါတဲ့မြို့တစ်မြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါရှင်။အမြန်လန်းကစစ်ကောင်စီရဲ့လုံခြုံရေးစကန်တစ်ခုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကအစင်းနှင်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားတွေထွက်ပြေးခဲ့တယ်လို့သတင်းရရှိပါတယ်။ရန်ကုန်မန္တလေးအမြန်လန်းရဲ့မိုင်းတိုင်243အနီးကရတနာမြေကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စကန်ကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနိုဝင်ဘာလ12ရက်နေ့ညနေမှာဝင်ရောက်စီးနှင်ခဲ့တယ်လို့သိရပါတယ်။အဲဒီစကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနည်းဝန်းကျင်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေပြီးစခန်းကိုဝင်စီးနှင်းချိန်မှာစခန်းမှာကြမ်းရှိနေသူတွေကထွက်ပြေးကုန်တယ်လို့ BLA ပြောရေးဆိုခွင့်ရှိသူက Paper Swing ကိုပြောပါတယ်။အဲ့ဒီစစ်တပ်စခန်းကိုဝင်စီးချိန်မှာကြီးရွေသိမ်းဆီးရရှိပြီးစစ်အုံဆောင်တွေကတော့မတင်နိုင်လို့မိရှို့ဖျက်ဆီးခဲ့ကြောင်း BLA ပြောရေးဆိုခွင့်ရှိသူကအဆက်ပြောပါတယ်။စခန်းကိုစီးနှင်းချိန်မှာကြီးတချို့နဲ့စစ်အုံဆောင်တွေရိတ်ခါတချို့ကိုသိမ်းဆီးရရှိကြောင်းဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ ရတနာမြေစစ်ကောင်စီစကန်ကိုဝင်ရောက်စီးနှင်းမှုဖြစ်စဉ်မတိုင်ခင်မှာနိုဝင်ဘာ17ရက်ကလည်းနေပြည်တော်တက္ကသိုလ်မြို့နယ်ကရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့လေကတရားစကန်ခေကိုနေပြည်တော်တက္ကသိုလ် PDF တရင်အမှတ်803ကတက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတက်ခိုက်မှုမှာစစ်ကောင်စီတပ်သား၂ယောက်သေဆုံးပြီးအရာရှိ၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အာနာသိမ့်ပြီးနောက်ပိုင်းမြန်မာစစ်တပ်ဟာဘာသာရေးနယ်မြေနဲ့အဆောက်အအုံတွေယာနေချီဖျက်ဆီးပစ်ခဲ့ပြီးဖြစ်တယ်လို့ ဗာတီကန်အခြေစိုက်သတင်းဌာန5ကဖော်ပြခဲ့ပါတယ်။နိုဝင်ဘာ17ရက်သတင်းကြေညာချက်ထဲမှာတော့အာနာသိမ့်ပြီးနောက်ပိုင်းဖျားเจ้าတွေဖုန်ကြီးเจ้าတွေဗလီတွေဝပြူဆောင်တွေစုစုပေါင်း200ကျော်ဟောင်းထိခိုက်တာအလုံးစုံပျက်စီးတာတွေကြုံခဲ့ရတယ်လို့ပါရှိခဲ့ပါတယ်။တချို့ဘာသာရေးအဆောက်အအုံတွေမှာလူရဲမှုတွေလည်းခံခဲ့ရပါတယ်။ဖြစ်စဉ်အများစုရဲ့လက်သေးတရက်ခံကအာနာသိမ့်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဆိုတာအတည်ပြုထားနိုင်ကြောင်းပြည်တွင်းကသတင်းရင်းမြစ်တူက5ကိုပြောကြားခဲ့ပါတယ်။ ဘာသာရေးနယ်မြေတွေအဆောက်အုံတွေဖျက်ဆီးခံရတဲ့ဖြစ်စဉ်တွေကိုသခိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ကရနီပြည်နယ်တွေမှာအ धिक ကြုံတွေ့ရတာပါအဲ့ဒီဒေသတွေမှာစစ်တကအရက်သားဧရိယာတွေကိုပါမရှောင်ဘဲလက်နက်ကြီးပစ်ခတ်မှုတွေလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေရကြောင်းထိခိုက်ပျက်စီးမှုတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်လွန်ခဲ့တဲ့9နှစ်တာအတွင်းအာနာသိန်းစစ်တပ်ဟာဘာသာရေးအဆောက်အုံတွေတောင်မကပဲဂျမားရေးလူမှုရေးပညာရေးဆိုင်ရာအဆောက်အုံတွေကိုပါတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ် fight ဟာ အခုတရင်အ드ရခရိယံဘုန်းတော်ကြီးတွေသာသနာပြုဝန်ထမ်းတွေကက်သလစ်ခရိယံဘာသာဝင်တွေမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုအရန်တရာတပည့်အိုင်တပည့်အမ်နဲ့မြန်မာဝစ်နဲ့လိုလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုအဖွဲ့အစည်းတွေစီကအချက်အလက်တွေကိုရယူခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ဆက်တွဲပြည်တွင်းစစ်ကာလအတွင်းမှာဘာသာရေးအတိုင်းအဝိုင်းတွေမှာထိခိုက်မှုတွေဘလောက်ကြီးမားခဲ့တယ်လဲဆိုတာကိုလည်းကက်သလစ်အဖွဲ့အစည်းတွေကအသေးစိတ်စည်ရင်းကောက်ခံမှုတွေရှိနေတယ်လို့သိရပါတယ်။ဘာသာရေးအဆောက်အအုံတွေသာမကပဲ ဈေးရုံဈေးကန်နဲ့အခမဲ့အစေကုခံတွေအပေါ်ဝင်ကျမ်းမာရေးဆောက်ရှောက်မှုအဆောက်အုံပေါင်း၄၀၀ကျော်ဟာလဲစစ်တပ်ရဲ့တပ်ခတ်မှုတွေကိုကြုံတွေ့ကြရတယ်လို့ fight ကဆိုထားပါတယ်။ကျောင်းပေါင်း၂၄၀ကျော်ကလည်းစစ်ကောင်စီရဲ့လေကြောင်းတပ်ခတ်မှုတွေနဲ့ရင်ဆိုင်ကြရပြီးထောင်တောင်းချီတဲ့ကလေးတွေရဲ့ပညာသင်ကြားခွင့်အဆုံးရှုံးကြရတယ်လို့ fight ရဲ့သတင်းမှာဖော်ပြထားတာပါ။အဲဒီလိုအဖက်ဖက်ကအဆုံးရှုံးနေတာမှုတွေကိုဒေါ်လာရေးအကောင်ရာချင်းပြည်နယ်ဂရနီပြည်နယ်နဲ့ကချင်ပြည်နယ်အထက်က ခရိယာလူအဖွဲ့အစည်းအများအပြားကလည်းတက်ရောက်ခန်းစားကြရကြောင်းသိရပါတယ်ရှင်။ပဲခူးတိုင်းရေတာရှည်မြို့နယ်မှာမြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့်အမျိုးသားတယောက်ဒဏ်ရာအပြင်းထန်ရရှိပြီးခြေထောက်နှစ်ဖက်စလုံးဖြတ်တောက်လိုက်ရပါတယ်။ရေတာရှည်မြို့ထိပ်ပေါက်ကြည့်အောင်မှာနိုဝင်ဘာလ23ရက်မနေ့မနက်9:00နာရီခန့်ကတောင်ရာတစ်ခုထဲမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ဒေသခံဖြစ်တဲ့အသက်52နှစ်အရွယ်ဦးဝင်းနိုင်ကမိုင်းနှိမ့်မိခဲ့တာဖြစ်ပြီးလက်နက်ဖက်လဲအပြင်းထန်ဒဏ်ရာရသွားသလို့ ခြေတော့နှစ်ဖက်စလုံးနဲ့ဖြတ်တောက်လိုက်ရတယ်လို့ဒေသခံတူကပြောပါတယ်အကောင်ကြီးကနေဒုက္ခရောက်တာလို့ဦးဝင်းနိုင်ရဲ့အိမ်နီးချင်းတူကပြောတာပါဦးဝင်းနိုင်ဟာမိသားစုဝင်6ယောက်ရှိတဲ့အိမ်တော်ဦးစီးတစ်ယောက်ဖြစ်ပါတယ်ဆင်းရဲနွမ်းပါသူဖြစ်တာကြောင့်အကူအညီတွေပေးကြဖို့လဲဒေသခံတချို့ကတောင်းဆိုထားတာပါရေတာရှည်မြို့ထဲမှာပြီးခဲ့တဲ့အော်တိုဘာလ20ရက်ကစစ်ကောင်စီတပ်နဲ့ဒေါ်လေးအင်အားစုတွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီကတောင်းရတွေနဲ့လူနေရပ်ကွက်တွေအနီးမှာ မြေမြုပ်မိုင်းတွေထောင်ထားတယ်လို့ဒေသခံတွေက ပြောပြတာပါအော်တိုဗလာ20ရက်ကရေတာရှင်မြို့နယ်စစ်တောင်းမြေအရှိတ်ဘက်ကံကအရွာသစ်ရွာမှာတက်ဆွဲထားတဲ့အစ်စ်ကောင်စီစစ်ကြောင်းကို KNU PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ပွဲထဲမှာစစ်ကောင်စီဘက်ကလည်းတပ်ရဲမှုဒုဗိုလ်မှူးကြီးညီနန်းနိုင်အပေါ်ဝင်15ရောက်တိဆုံးခဲ့ပြီးစစ်တုပ်ပန်း2ရောက်ကိုတော်လရေးတပ်ဖွဲ့တွေကဖမ်းမိခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့ပါတယ် မြန်မာနိုင်ငံဟာမြေမြုပ်မိုင်းကြောင့်အရက်သားထိခိုက်ဒေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီးအလွန်အန္တရာယ်ကြီးမားတယ်လို့မြေမြုပ်မိုင်းအသုံးပြုမှုတောင်းမြင်ရေးနိုင်ငံတကာစီးရုံးလှုပ်ဆောင်ရေးအဖွဲ့ ICBL ကထုတ်ပြန်အသိပေးထားပါတယ်ရှင် People's Wing ရဲ့နောက်ဆုံးရညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်